ညီမတို့စီမှာတော့ရွှေရည်သွေးရတော့ပြောမစွန်းတရာရကန်တော့မဟုတ်200ရကန်တော့အာမခံပါတယ်ရှင်ညီမကလည်းညီမဟိုဗာလဲအရည်သွေးပြည့်မိတဲ့အထက်ကိုသားညီမတို့တင်ပါတယ်ဘာလို့လဲဆိုတော့ကိုကိုကစတမာတွေကိုကိုလိုပဲရွှေရည်သွေးကောင်းကောင်းပဲဝတ်စေချင်ပါတယ်ရှင်ချယ်လီလီကိုလည်းအရင်ကကိုကအရန်သဘောကြတယ်။ရှိသလောက်နဲ့စ ဟိုတီချဲရှိတယ်ဟိုတီချဲကပြီးတော့ဟိုစိုင်းဒီဇိုင်းဖွင့်နိုင်တဲ့ ठी ကိုလုံးဝဟိုအားရင်အပြည့်ပေးတယ်ညီမရဲ့ပတ်ဝန်းကျင်ကလူတွေကညီမကိုဒီဟိုလုံးဝအာမပေးဘူးအာနားမလဲပဲနဲ့လောက်တာလားနားမလဲပဲနဲ့လောက်တာဒီဟာအရင်နေ့ကြီးတယ်နော်အရင်နေ့ကြီးဆုံးရှုံးမှုကြီးတယ်အများတန်းပြောတယ်ဒါမဲ့အခုနားလဲပါတယ်တော်သူတင်းနှမ်းမှာဆိုတော့တော်တော်လေးကြိုးစားရတယ်သူအဲသူ့ကြီးရတာသူပညာရေးအကုန်လုံးကိုဖြည့်ပြီးတော့မှ အဲဆိုင်ဖွင့်တာဒီတိုင်းသူနားမလဲပဲဖွင့်တာမဟုတ်ဘူးဆိုတော့ညီမကတော့သူ့ယုံကြည်ရယ်စပူတင်လည်းအမြင်ပေးပြမယ်ပေါ့နော် ရောင်းဝယ်နှန်းကနေပြီးတော့လာတာပေါ့နော်အရောင်းဝယ်နှန်းမှာဆိုလဲညီမတို့ကညီမအသက်16နှစ်တည်းကအလုပ်စလုပ်တဲ့အပိုင်းမှာဆိုရင်ညီမအသက်16နှစ်မှာဆိုရင်ညီမဖုန်းလော့ကတွေကိုစပြီးတော့အလုပ်လုပ်ခဲ့ရတာပေါ့နော်ဖုန်းအရောင်းဝယ်နှန်းကနေစပြီးတော့အလုပ်လုပ်ခဲ့တာပေါ့ညီမ MPD brand တွေမှာညီမအဆုံလုပ်ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီညီမဒီရွှေနဲ့ပတ်သက်လို့ညီမတို့ငငယ်တော့ဆိုရင်ဒါအရင်နေ့အများကြီးရှိမှလောက်ရမဲ့လုပ်ငန်းတစ်ခုပေါ့ဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီရွှေလုပ်ငန်းကိုအရန်ဝါသနာပါတယ် ပြီးတော့အရန်လဲဒီလုပ်ငန်းကိုအရန်လဲအားကြခဲ့ရလုပ်ငန်းတစ်ခုပေါ့နော်အဲဒါမဲ့ဟိုကိုကတက်တာအဲ့လောက်ထိမတက်ဘူးပေါ့နော် ပြောမယ်ဆိုရင်ပြီးတော့လက်တွဲခေါ်ပေးမဲ့လူလည်းမရှိခဲ့ဘူးပေါ့နော်ဒါမဲ့ဘလို့ဆုံးဖြတ်ချက်ဟိုဟာဖြစ်သွားလဲဆိုတော့ပြီးတော့ဒီချက်လေးလေးကိုလည်းအရင်တည်းကကိုကအရန်သဘောကြတယ်ငငယ်လေးနဲ့အောင်မြင်တဲ့ဒီချက်ဒီချက်လေးလေးလို့အရန်လေးစားတဲ့ပြီးတော့ပေါ့နော်ဒီချက်ကိုအရန် ဖြစ်ချင်တယ်ဗောနော်ဘာလို့ဆိုငငယ်လေးနဲ့အဲ့လိုမျိုးအစိမ်းရွှေရနာဆိုင်ပိုင်ရှင်ဆိုတော့အရန်အားကြရဒါပေမဲ့ကိုမာကအဲ့လိုမျိုးဟိုမဖြူဗောနော်အဲကိုတင်ပေးလက်တွဲခေါ်ပေးမဲ့သူလည်းမရှိဘူးဗောနော်ဒါပေမဲ့ဒီချက်စီမှာသင်တန်းတက်လိုက်တော့ဒီချက်ကရှိသလောက်နဲ့စအရင်နေ့ရှိသလောက်နဲ့စဘလောက်မှမဟုတ်ဘူးရှိသလောက်နဲ့စဟိုဒီချက်ရှိတယ်ဟိုဒီချက်ကပြီးတော့ဟိုစိုင်းဒီဇိုင်းဖွင့်နိုင်တဲ့ ठी ကိုလုံးဝဟိုအားရင်အပြည့်ပေးတယ်ပြီးတော့ဟို ညာဆိုလဲလုံးဝမတော့ကြိုက်တဲ့အချိန်ဆက်တခုစင်မပြေရှိနားမလည်ရှိအချိန်မျိုးဖုံးဆက်အမြဲတမ်းဒီချက်နားမမမမရှိရှိရတော့ပေါ့နော်ဟိုဒီချက်ကြောင့်ဖွင့်ပြခဲ့တာပါညီမညီမပုံဝင်ချင်းမှာဒီဖုန်းဒီရွှေနဲ့ပတ်သက်တဲ့ဟာမရှိပါဘူးဒါတိချဲကြောင့်ညီမဖွင့်ပြခဲ့တာပါအရင်တော့ကတော့ဒီရနာလောကဆိုတာမျိုးမျိုးရှိတော့မှဒီလောကထဲဝင်လို့ရမယ်။နောက်ပြီးတော့ဒီအရင်ကြီးများများရှိမှဒီလုပ်ငန်းကိုစလို့ရမယ်လို့ဟိုတိထားကြတာပေါ့နော်။ အရင်တော့ကကြတော့တင်းနှန်းနေဆိုတာလည်းမရှိသေးဘူးဟိုလက်ဆင့်ကဲပြီးတော့မှမီယိုဖလာလောက်ခဲကြတာဖြစ်တဲ့အတွက်အပြင်လူတယောက်အနေနဲ့ဒီရနာလောကကိုဝင်ဖို့ဆိုတာခက်ခဲတယ်အခုနောက်ပိုင်းမှာတော့ရနာတင်းနှန်းနေလည်းပေါ်လာပြီအားလုံးကလည်းလက်တွဲခေါ်တဲ့သူတွေများလာဖြစ်တဲ့အတွက်ဒီအပြင်လူတွေအနေနဲ့လည်းဒီရနာလောကတွေကိုဝင်ဖို့အတွက်အရင်ကလောက်မခက်ခဲတော့ဘူးပေါ့နော်ဒီညီမလေးဆိုလည်းကိုယ်ယုံကြည်ပြီးတော့မှကိုရွေးချယ်ပြီးတော့ဒီတင်နန်းကိုလာတက်တဲ့အခါမှာလေကိုရဲ့တင်နန်းသားတင်နန်းသူတွေကိုကိုအကောင်းဆုံးပေးနိုင်မှု ဲသူတို့ဒီလောကထဲကိုအဲဖျောက်ဖျောက်တနန်းနဲ့ဝင်နိုင်မှုကောင်းကောင်းမွန်မွန်နဲ့ဆက်ပြီးတော့မှဒီရှောင်းလန်းနိုင်မှုအတွက်ကိုကိုကတော့အများကြီးသူတို့အတွက်အရေးဖြစ်ပေးနိုင်မှုစူးစမ်းနေသေးပါရှင်အခုလို့သူဆိုင်ခွင့်နိုင်တဲ့အတွက်လည်းအများကြီးဂုဏ်ယူဝမ်းသာမိပါတယ်စူးစမ်းခဲ့ရတဲ့ဟာတော့ပြောရင်ပြောလို့တော့မကုန်ဘောနော်အာဘာလို့ဆိုတော့ညီမရဲ့ပတ်ဝန်းကျင်ကလူတွေကညီမကိုဒီဟိုလုံးဝအာမပေးဘူး အာနားမလဲပဲနဲ့လောက်တာလားနားမလဲပဲလောက်တာဒီဟာအရင်နေ့ကြီးတယ်နော်အရင်နေ့ကြီးဆုံရှုံမှုကြီးတယ်အများတန်းပြောတယ်ဒါမဲ့သူနားလဲပါတယ်သူတော့သူတင်တန်းမှာဆိုတော်တော်လေးကြိုးစားတယ်သူအဲသူ့ကြည့်ရသူပညာရေးအကုန်လုံးကိုဖြည့်ပြီးတော့မှအဲဆိုင်ဖွင့်တာဒီတိုင်းသူနားမလဲပဲဖွင့်တာမဟုတ်ဘူးဆိုတော့ညီမကတော့သူ့ယုံကြည်ရယ်စပိုတင်လည်းအမြင်ပေးပြမယ်ပေါ့နော်ဟုတ် အဲညီမရဲ့အားသာချက်ကတော့ညီမတို့ကဒီဖုန်းအယောင်းဝင်တယ်မှာဆိုရင်ညီမတို့ကဖုန်းအယောင်းကျွမ်းကျင်ပြောရမယ်ဆိုညီမတို့ကဒီအယောင်းစကေးပိုင်းကတော့ကျွမ်းကျင်တယ်အဲဒီရွှေပိုင်းဆိုလည်းညီမကဟိုဟိုဘယ်လိုပြောရမလဲအရင်တည်းကလည်းညီမရွှေဆိုင်မှာလည်းညီမဝန်ထမ်းလုပ်ခဲ့ဘူးတယ်ပေါ့နော်ရွှေကြောင့်နည်းချင်းသိတယ်ဒါပေမဲ့ဒီချိန်နဲ့ဟိုဘာဖြစ်လိုက်တော့ပိုတိသွားတာပေါ့ဂါဂနနောက်တိသွားရွှေတဲ့တခုကိုစတဲ့ဖြစ်ပေါ်လာတဲ့ဟိုဟာစတိသွားတာပေါ့နော်အဲ့တော့ ဟိုဘယ်လိုပြောမလဲအားနေချက်ဆိုတာတော့မရှိပါဘူးဒါပေမဲ့တခုမတိတိုင်းမှာတချက်ဖုန်းဆက်တယ်တချက်ဒါလေးဘယ်လိုပါကြောဆိုအမြဲတမ်းတချက်ကမမမမရှိပါတယ်တချက်ကအသက်ရွယ်နေမလိုက်အောင်အရန်ရင်းကျက်ပြီးတော့ကိုယ့်ရဲ့တပည့်သားသမီးတွေပေါ်မှာပြောမယ်ဆိုရင်ဟိုအသက်တန်ခဲ့တာလုံးဝလေအမတယောက်လို အမေတယောက်လိုမျိုးလူမျိုးပါဘာလို့ဆိုတော့လေဟိုညီမတို့လည်းတခြားတင်တန်းတွေတက်ခဲ့ဘူးလေဒါပေမဲ့တချက်လိုလူမျိုးရှားပါတယ်ဟုတ်ကဲ့။အားကြောင့်ဖွင့်ပြွားလဲဆိုတော့ညီမဒီဒီလုပ်ငန်းကိုညီမအရန်ချစ်တယ် ီလုပ်ငန်းအရန်ချစ်တယ်ပြီးတော့ကိုထက်မှလည်းဆရာကောင်းတမားကောင်းရှိတယ်ပေါ့နော်ပြီးတော့သားသမီးတွေအတွက်ပေါ့သားသမီးနောင်းနောင်းရဲ့ကိုရဲ့သားသမီးတွေအတွက်လည်းကိုကအကောင်းဆုံးဟိုအမွေပေါ့နော်ကောင်းသောအမွေပေးနိုင်မယ်လို့ညီမဟိုကဖြစ်တဲ့အတွက်အယုံကြည်ရအတွက်ကြောင့်ညီမဆာဖြစ်တာပါဆာဖြစ်တာပါရှေတိတ်ဒီပါကတော့ညီမသားငယ်လေးနာမည်ကဒီပါပေါ့နော်အဲဒီပါကိုညီမဟိုညီမဘယ်သူနဲ့မှမတိုင်မဘူးကိုယ့်ကိုတယောက်တည်းပေးတာ ပြောမယ်ဆိုရင်ဒီပါရွှေရဲ့ထိတ်မှဒီပါဆိုတော့အဲ့လိုအဲ့နာမည်လေးကိုကြိုက်လို့ပေါ့အဲ့လိုဟုတ်ညီမတို့ဆိုင်ကတော့ရွှေပြည်သားထမ်းချောက်ပင်လမ်းဆောင်အနီးပေါ့နော်ဗရမ ्या လမ်းထိတ်အဲမှာရှိပါတယ်အဲ ညီမတို့စီမားကြတော့15ပဲရေးပြီးအထယ်ဟိုပဲညီမတို့ဦးစားပေးပြီးရောင်းပါတယ်15ပဲရေးပြီးအထယ်ပဲတင်ပါဘောเนาะ15ပဲရေးပြီးမှာဆိုရင် customer တွေကဘာကိုစိတ်ပူလဲဆိုရင်အယောဒွက်ကများတာလားအယောဒွက်ရှုံးမှာလားအပြန်သွင်းပြန်ရောင်းဘောเนาะအဲ့လိုရှုံးမှာလားဘောညီမအဲ့လိုမျိုးမလုပ်ဘူးဘောเนาะညီမက customer ကိုညီမစီပြန်ပြန်လဲပြန်ရောင်းဆိုရင်ညီမက5% 2%နဲ့ပဲအယောင်းလဲလုတ်ပေးပါတယ် ဟုတ်ရောတော့လက်ခနဲ့မဟုတ်ဖ ೇನೆ ရောတော့လက်မှာပါစနစ်နဲ့လို့နော်ရွှေစည်းကြရွှေစည်းကြနေတဲ့အချိန်ဆိုလဲကိုဝယ်ထားတဲ့ဈေးကိုပဲအဲပါစနစ်နဲ့ရှုံးပါပါစနစ်နဲ့ပဲရှုံးကက်ဆမ်မာအတွက်အဆင်ပြေရေပေါ့အာရှိပါတယ်ညီမတို့စီမာကတော့ဒီဇိုင်းကတော့ဒီအထည်သေးသေးလေးပေါ့နော်ဒီတသိန်းနှစ်သိန်းကနေစပြီးတော့ညီမတို့အထည်နောက်ထပ်ဟိုသိန်းလေး50တရာလောက်ထိတော့ရှိပါတယ်ရှင့် fancy design လေးတွေရော fancy design လေးလည်းရှိတယ်ရှင့်ဟုတ် order လက် order လေးလက်ခံပါတယ်ဟုတ် order လက်ခံတယ်ဆိုတော့ညီမတို့အများဆုံးအများဆုံးမှ၄ရက်တစ်ပတ် တပည့်ချိန်ပေးပါတယ်ရှင်။အော်ဟုတ်ဖုန်းဆိုင်ကတော့ညီမဖုန်းဆိုင်ကတော့ညီမမျိုးသားဦးစီးပါတယ်ရှင်။ဟုတ်။အာရွှေဆိုင်ကတော့ညီမဦးစီးပါတယ်ရှင်။ဟုတ်ဖုန်းဆိုင်ကတော့ညီမတို့ JK Mobile မှာရှင်။ JK Mobile ကကြတော့ညီမတို့ရွှေပြည်သားမှာကြတော့ညီမတို့ရက်တီလာတော့6နှစ်ရှိပါပါပြီ။အဲအခုမှရွှေဆိုင်ကစလာပါရှင်။အမျိုးသားကတော့အမြဲတမ်းသူကမိမကိုအရန်ဖြစ်စေခြင်းနဲ့အမျိုးသားဖြစ်တဲ့တော့ဗောနော်ဟိုအကောင်းဆုံးလို့လဲကြတယ်ဆိုလဲအကောင်းဆုံးလို့အကောင်းဆုံး support နဲ့ပေးတဲ့အမျိုးသားပါ သူကတခုဆိုလဲဟိုပြောမှဆိုရင်ရွှေချောင်းဆိုလဲဒါသူဆိုလဲဟိုကမပြုတ်ဒါပေမဲ့အလုပ်အဲ့လိုမျိုးအများနဲ့အကောင်းဆုံး supporting ပေးပါတယ်အာညီမတို့ဒီနေ့လာဝယ်တဲ့ customer ပထမဦးဆုံးဝယ်တဲ့10ယောက်ကိုပေါ့ညီမကပေါ့နော်ဒီ15ဘဲရီကိုရောတော့လက်ခလုံးဝမရှုံးဘူးရောတော့လက်ခလုံးဝမရှုံးမနဲ့အယောင်းလေးကိုလုံးဝထဲထဲပြန်လုပေးတဲ့ဟာလေးရှိပါတယ်0%နဲ့လုပ်ပေးရ0%နဲ့လုပ်ပေးတာပေါ့ဟုတ်ကဲ့အဲအဲ့ဒါလေးကတော့ညီမဒီဒီတလအတွင်းပေါ့ တလာတော့ဒါမဲ့ဒီနေ့ဆိုင်ဖွင့်တဲ့ရက်ကနေစပြီးတလာတွင်ပေါ့မြန်မာတို့စီမှာတော့ရွှေရည်သွေးရတော့ပြောမယ်ဆိုရင်တရာရကန်တော့မဟုတ်200ရကန်တော့အမခံပါတယ်ရှင်မြန်မာကလည်းညီမဟိုဗာလေအရည်သွေးပြည့်ပြီးရအထဲကိုသားညီမတို့တင်ပါတယ်ဘာလို့လဲဆိုတော့ကိုကိုကက်ဆမ်မာတွေကိုကိုလိုပဲရွှေရည်သွေးကောင်းကောင်းပဲဝတ်စေချင်ပါတယ်ရှင်ဟုတ်သူတို့ဆိုတာ ဒီလောကထဲဝင်လာတဲ့အစ်စ်တွေဖြစ်တဲ့အတွက်အရှိမလည်းဒီအမားတွေကြုံတာမျိုးတို့ကကြောက်တယ်ပေါ့နော်ကြောက်တဲ့အတွက်တို့ဒီဟာကိုအမားဖြစ်မှာဒီတို့ကန်ဆယ်မိုင်ပေါ့တခုအမားလုံးလိုက်မိမှာရမ်းကြောက်တဲ့အတွက်တို့ပစ္စည်း quality ကိုတည်တည်ချာချာလေးစစ်တယ်ဥပမာရွှေရည်သွေးဆိုရင်ဒီဟာ15ပဲဆို15ပဲပြည့်မပြည့်ဘူးပရင်ရထွက်တယ်ကတို့ဒန်စီစစ်တာမျိုးညီမလေးတို့တည်ချာလေးတင်မိထားတယ်တို့လည်းတည်တည်ချာချာလေးလိုက်လုပ်တဲ့အတွက်ပစ္စည်း quality ကိုတော့အမားခင်နေပေါ့နော်တီချဲကအများတမ်းမာတာတခုရှိရပေါ့နော်အာနမဲမသေးစေနဲ့ ဒီရေနာလုံကနာမည်သိလို့မရဘူးနာမည်တခုကိုလုံကအခိုင်မာယုံကြည်ကတ်ဆမ်မာနဲ့တိစောက်နိုင်ရမယ်ဆိုပြီးတော့ဒီချက်အမြဲတမ်းသင်ပေးပါတယ်ရှင်းအဲ့ဒါညီမအမြဲတမ်းမှတ်ထားပါတယ်ဒီချက်လုပ်ငန်းကတော့လုပ်ရင်အမားဆိုတာမျိုးကမရည်ရွယ်ပဲနဲ့လဲကြုံနိုင်တယ်ဒါပေမဲ့ကိုရည်ရွယ်ချက်ရှိရှိမမားတာဖြစ်ဖို့ပဲအဲမားမအောင်ကြောက်ပြီးတော့အလုံးမလုပ်ဖဲမနေဘူးတော့တို့တတိပေးဖြစ်တယ်ပေါ့နော်ဟုတ်